ကမ္ဘာပေါ်မှာရှိတဲ့အရာရာတိုင်းကိုပင်လယ်ဓားမြလို့ရဲ့ဘီယန်ဂျီဂိုးရော်ဂျာကပိုင်ဆိုင်ခဲ့ပါတယ်။ဒါပေမဲ့သူမသေးခင်မှာသူပိုင်ဆိုင်သမျှအရာအလုံးကိုပင်လယ်တွေကတနေရာမှာအလုံးကိုမြုပ်နှံထားရဆိုတဲ့အခြေအကြောင်းကြောင့်အလုံးဟာဂိုးရော်ဂျာရဲ့ပစ္စည်းတွေကိုရှာဖို့အတွက်အသေးအံစူးစမ်းကြကကမ္ဘာကြီးမှာပင်လယ်ဓားမြတွေကကြီးစိုးလာကြပါတယ်။ပင်လယ်ထဲမှာအစိုးရလူကုန်ထန်တွေလိုက်ပါစီးနေလာတဲ့ဇိမ်ကန်တင်မောကြီးတစီမှာပျော်ဝဲရှင်ဝဲတွေကျင်းပပြီးကောက်ခုံနေကြပါလိ။အဲ့ဒီတင်မောကြီးစီကိုစီပိုင်းကြီးတစ်လုံးကလွင်လာခဲ့ပြီးတင်မောသားတွေကလည်းအဲ့စီပိုင်းကြီးကိုဆဲယူနေခဲ့ပါလိ သူတို့ကစီပိုင်းထဲမှာတံမိုးရှိတဲ့ RAM အရက်တွေပါတယ်ထင်ပြီးဝမ်းသာနေကြတော့ကျွန်းကျွန်းရဲ့နောက်ဘက်ကနေပင်လယ်ဓားပြတင်းမောကြီးစည်းကိုတွေ့လိုက်ရပါတယ်။ပင်လယ်ဓားပြတင်းမောကြီးကိုဦးစီးတဲ့သူက Elvita ဖြစ်ပါတယ်။သူကအလွန်အင်မတန်မှရက်ဆက်ကြမ်းကြုတ်ပြီးတစ်လောကလုံးမှာခေါင်းဆောင် Elvita ကအလှဆုံးမှလို့ပြောခံရတာကိုသဘောကျနှစ်သက်တာမို့လို့တပည့်တပည့်ညီအလုံးက Elvita သဘောကျမြောက်ပင်ပြရပါတယ်။တင်းမောရဲမှာလူကုန်ထန်တွေကသူတို့ကိုဓားပြတွေဝိုင်းထားလို့ပြေးပေါက်မှနေတဲ့အချိန်ပင်လယ်ဓားပြအုပ်စုကတော့ဓားပြမတိုက်ရတာကြပြီးဖြစ်တာကြောင့်ပျော်ရွှင်စွာပဲတတိယတင်းမောကြီးကိုတိုက်ခိုက်ကြပါတယ်။ ရရင်ဆန်ခတ်တွေဖြစ်နေကြတော့ရေထဲကစီပိုင်းကြီးကလည်းအောက်ကိုလိမ့်ဆင်းသွားပါတယ်ကိုဂီဆိုတဲ့ဓမြလူပြော်လေးကတခြားသင်္ဘောစီကိုကျိုးကိုသုံးပြီးကူးရမှာကိုကြောက်နေတာကြောင့်အေဗီဒါကတစ်ချက်ပိတ်ကံပေးပြီးနောက်တနေရာကိုရောက်အောင်ကူညီပေးလိုက်ပါတယ်အေဗီဒါကသင်္ဘောထဲမှာပါသမျှလူတွေကိုစုပြီးမင်းတို့တွေငါတို့ကိုခုခံမှုမကြိုးစားနဲ့ကြိုးစားတာနဲ့မင်းတို့တွေတိမ်မယ်လို့ပြောကချင်းချောင်းနေပါတယ်အဲ့တော့ကိုမင်းကလေးတယောက်ကချောင်းကြည့်နေပြီးလေးဝတ်တဲ့အပြုံးတစ်ခုနဲ့အတူသူ့ရဲ့ခေါဝင်ကိုဖြုတ်ချလိုက်တဲ့အခါမှာမထင်မှဆွာပဲသူမကတအူးတဲ့တီးတန့်ကျန်းနေတဲ့ဓမြတယောက်ဖြစ်နေကအေဗီဒါရဲ့သင်္ဘောပေါ်ကိုခိုးတက်သွားပါတယ် လူပြော်လေးကိုဗီကကျန်းရန်နေရာတော့သဘောမကျတာမို့အေဗီတာတို့ရှေ့ကနေခိုးထွက်ပြီးမီဘိုစတိုတဲကိုရောက်လာပါလေကိုဗီကကြီးမားတဲ့စီပိုင်းကြီးကိုယူပြီးတဲလာတော့လမ်းမှာတခြားသမီးတွေကဖျက်အောင်ကိုဗီဒီတစ်ခါလဲကျောင်းထဲမှာပုံနေပြန်ပြီလားမင်းကိုအေဗီတာနဲ့တိုင်ရတော့မယ်ဆိုပြီးစူနေကြပါလေကျောင်းနေတဲ့ကိုဗီကသူ့ကိုမတိုင်မှုတောင်းပန်ကသူကအချောင်းခိုးနေတာမဟုတ်ဘဲအရက်စီပိုင်းကြီးကိုတဲနေတာလို့တောင်းပန်နေပါလေသမီးတွေကယက်ဆိုတဲ့အတန်ကိုကြားတာနဲ့တပြိုင်နက်ကိုဗီစီကနေစီပိုင်းကိုတင်ယူလိုက်ပါလေ ကိုဗီကအေဗီရာကိုဖင်တောင်အောင်ကြောက်ပေမဲ့အခုကနီးရတာဖြစ်နေတာကြောင့်စီပိုင်းကိုပေးလိုက်ပြီးဓမြတွေကလည်းစီပိုင်းကိုဖွင့်လိုက်တဲ့အခါစီပိုင်းရဲ့အထဲကနေပြီးအနီးအောင်ဂျိုင်းပြက်အင်ဂျင်နဲ့အတူမြတ်ရိုးခမောက်ဆောင်းထားတဲ့ဥတူတူကောင်းလေးတစ်ယောက်ပေါ်လာပါတယ်ဓမြတစ်ယောက်ကသူ့ကြောင့်မောက်သွားတာကိုတော့အေးမလို့ပဲသူရောက်နေတဲ့နေရာကိုဆက်ဆုနေပါတယ်ပြီးတော့ကိုဗီဘက်ကိုလည်းပြီးဘိုက်စားတယ်လို့ပြောလိုက်ပါတယ်ဒါပေမဲ့သူတို့ကိုပေါ်တင်ကြီးအေးမလို့တဲ့ကောင်းလေးကိုဒေါသထွက်နေကြတဲ့ဓမြတစ်ယောက်ကအနောက်ကနေဓာတ်နဲ့ပိုင်းလိုက်ပါတယ် ဒါပေမဲ့ကောင်လေးကနှစ်ပိုင်းမပြတ်ပဲဒါကနှစ်ပိုင်းပြတ်သွားတာကြောင့်ဘေးကကြည့်နေတဲ့ကိုပြီးရောဇက်ဇက်ကျဲဓမြနှစ်ယောက်ကပါကောင်လေးကိုအတော်ဖြုံသွားကြပါသည်သူ့ကိုပလိုင်းကြီးဓာတ်နဲ့အခုတ်ခံရတဲ့အခါမှာဓမြတွေကိုတတိထားမိသွားတဲ့ကောင်လေးကမင်းတို့တွေဘာဖြစ်နေကြတာလဲလို့တန်တော်မိလိုက်ပါသည်ဓမြတွေကတော့သူတို့ရဲ့ဓာတ်တွေကိုတော့ကျိုးအောင်လုပ်နိုင်တဲ့သူကိုအတော်လေးစားသွားပြီးဘသူလဲလို့ပြိုင်တူမိလိုက်ပါသည်ကောင်ကလေးကငါကမန်ကီးတီလူဖီလို့ဂုံယူဝင်ကြွားစွာပြောလိုက်တဲ့အခါမှာဓမြတွေကလဲနေတဲ့သူ့အဖို့ကိုခေါ်ပြီးထွက်ပြေးပါသည်ဘာရီဖြစ်နေလဲမသိတဲ့ကိုဘီကလူဖီကိုမင်းခတ်ဝေးဝေးပြီးတော့ သူတို့တွေမင်းစီကိုအပေါ်ရီခေါ်ပြီးလာရင်မင်းသိမှလို့ပြောတာတတိပေးပါရီလူဗီကတော့အခုလောလောဆယ်မှာပြေးဖို့စိတ်ကူးမရှိသေးပဲဘိုက်စားရဲလို့ပြောတာအပြင်ကိုထွက်သွားပါရီကိုဗီကနောက်ကနေလူဗီကိုအပြင်မထွက်ဖို့ဆွဲထားပေမဲ့စကားနောက်မထောင်တဲ့လူဗီကအပြင်ကိုထွက်ပြီးစားစရာတွေထားတဲ့အခန်းထဲကိုထွက်လာပါရီအထဲမှာအမျိုးစုံသောစားစရာတွေကိုတွေ့တာမလို့လူဗီကအားရပါရထိုင်စားနေပြီးကိုဗီကတော့အန်နီယယ်ရှိဆုံးကအလုံးစုံဆုံးနေရာလို့ပြောတာတက်ပြေးနေချနေပါရီလူဗီဟာပန်းသီးတွေကိုတရက်ဆက်စားနေပြီးအနောက်ကကိုဗီကိုဒီနေရာကဘယ်နေရာလဲပင်လယ်ဓားပြင်တင်းမောလားလို့မိလိုက်ပါရီ ိုဘီကဒီနေရာကပင်လယ်ဓားမြသင်းမောမဟုတ်ပဲပင်လယ်ဓားမြကောင်းဆောင်အေဗီဒါရဲ့သင်းမောပဲလို့ပြောလိုက်ပါရီလူဗီကကိုဘီဖိမ့်ဖိမ့်တဝောင်ကြောင်းနေရတဲ့အေဗီဒါကိုတိတာမသိနေပါဘူးအဲ့ဒါပြင်လူဗီကငါကတယောက်တည်းလှေနဲ့ထွက်လာတာပင်လယ်ထဲကဝဲတစ်ခုကြောင့်မလို့ငါလှေကပြက်စီးသွားပြီအဲ့ဒါမင်းစီမှာလှေပူရှိလားလို့မေးလိုက်ပါရီလူဗီရဲ့စကားကြောင့်ကိုဘီကလန့်သွားရပြန်ပြီအဲဝဲကိုတွေ့တဲ့လူတိုင်းဘသူမှအသက်မရှင်နိုင်ဘူးလေဟုတ်တယ်မလားမင်းကဘလို့အသက်ရှင်လာရလဲလို့မေးလိုက်ပါရီလူဗီကပေါ့ပေါ့ပါပါပဲစီကဘာမှမပြောဘဲကိုဗီအကြောင်းကိုမေးလိုက်ပါရီ လူဗီမိလိုက်တာနဲ့တပြိုင်နဲ့ကိုဘီရဲ့ဝမ်းနည်းစိတ်ကပေါ်လာပြီးငါကတကယ်တော့တာမန်ကောင်လေးတယောက်ပါငါစီကိုကန်ဂျမာကဆိုက်ဆိုက်မြဲမြိုက်ကြီးရောက်လာတယ်တနေ့ငါငါဖန်ထွက်ဖို့လီဘော်ကိုတက်လာတော့အဲ့ဒီလီကအေဗီတာရဲ့လီဖြစ်နေတာလေသူတို့ကငါကိုခေါ်ပြီးခိုင်းပန်းဖြစ်ခိုင်းနေတာအခုဆိုနှစ်နှစ်ရှိပြီလို့ပြောလိုက်ပါတယ်လူဗီကအဲ့ဒါဆိုမင်းထွက်ပြေးဖို့ဆိုပြီးအကြံပေးပေမဲ့ကိုဘီကသူထွက်ပြေးဖို့စဉ်းစားတော့စိတ်ထဲမှာအေဗီတာလိုက်ဖမ်းနေတယ်လို့တွေးပြီးကြောက်နေရတယ်လို့ဝန်ခံလိုက်တဲ့အခါမှာနားထောင်နေတဲ့လူဖီကကိုဘီကိုဦးလိုက်အသေးလိုက်ကိုလောင်ပြောင်ပါတယ် ။ Evita ရဲ့ demo ရဲမှာတော့တကူတဲ့တောက်ပွားပြမဲ့ဓမြမင်းကလေးကတခိုးစီကနေပြန်ပြီးကွက်ကြော်ခိုးသွားပါပြီ။အဲ့ဒါပြင်ကမှ Evita စီကိုအခုနောက်ကဓမြတွေကရောက်လာပြီးမကောင်းစွာကြီးလို့အလန်တကြားအော်ပြောပေမဲ့သူ့ကိုမကောင်းစွာလို့ခေါ်တယ်လို့ထင်တဲ့ Evita ကသူ့လက်ထဲက demo နဲ့တစ်ချက်သေးပြစ်ထည့်လိုက်ပါလေ။အောက်မှာတငယ်ချင်းဖြစ်သွားတဲ့ Luffy နဲ့ Kobe ကစကားတွေအများကြီးပြောခဲ့ပြီးမင်းကဘာလို့တယောက်တည်းစီပိုင်းကြီးနဲ့ပင်တယ်တဲ့ရှောက်သွားနေတာလဲလို့မေးလိုက်ပါ रे ။လူဖီကကိုဘီမီးတဲ့စကားကြောင့်ငါကပင်တယ်ရမပြင်လုံးပါလေဆိုပြီးခက်ကြွားကြွားပြောလိုက်ပါ रे ။ ဒီစကားကြောင့်ကိုဗီကလန့်သွားပြီးပင်လယ်ဓားမရင်ဆိုတာအောင်မြင်မှုကြော်ကြားမှုချမ်းသာမှုတွေကိုအားလုံးပိုင်နေ1 piece ဆိုတဲ့အရာကိုပိုင်မရမှလားလို့မေးလိုက်ပါတယ်လူဗီကလည်းอืมဟုတ်တယ်လို့ပြန်ဖြေတဲ့အခါမင်းကပင်လယ်ဓားမရင်ဖြစ်မှာမဟုတ်ဘူးကမ္ဘာပေါ်မှာရှိတဲ့ပင်လယ်ဓားတွေအားလုံးကအဲ့ဒါကိုရှာနေကြတာမင်းတယောက်တည်းလုံနိုင်မှာမဟုတ်ဘူးမင်းကဘယ်တော့မှပင်လယ်ဓားတွေရဲ့ထိတ်ကိုရောက်မှာမဟုတ်ဘူးဆိုပြီးကန့်ကွက်ပါတယ်ကိုဗီစကားကိုအေးအေးဆေးဆေးနားထောင်နေတဲ့လူဗီကကိုဗီကိုတစ်ချက်တီးပေးပြီးငါကငါရီမန်းကြငါရီမဲအတွက်ဘယ်တော့မှနောက်ဆုံးမှာမဟုတ်ဘူး ဖြစ်နိုင်မလားမဖြစ်နိုင်မလားဆိုတာငါကယူမဆိုင်ဘူးငါတည်တဲ့အထိတိုက်ဆိုလေတိုက်ရမှာပဲလို့ပြောပြီးသူ့ရဲ့အိမ်မက်အတွက်ဆက်လုပ်ဖို့ထွက်သွားရမယ်လို့ပြောသွားပါတယ်လူဖီရဲ့စကားကြောင့်ကိုဘီကငါအခုချိန်ထိမစင်စားမိဘူးငါရဲ့အိမ်မက်ကရေတက်မှရဲလုချင်နေတာငငယ်လေးကလေးကလူစိုးတွေကိုဖမ်းပေးချင်နေတာအခုကအကုန်လုံးကိုငါကြောက်ပြီးနေနေရတယ်အခုငါလည်းမင်းလိုပဲအိမ်မက်ကိုဖြစ်အောင်လုပ်ရမယ်ပြီးရင်အေဗီရာကိုဖမ်းမယ်လို့ကြိမ်းဝါလိုက်ပါတယ်အဲ့ဒီအချိန်မှာအေဗီရာကရောက်လာပြီးကိုဘီ မင်းဘသူနဲ့ပေါင်းပြီးဘသူ့ကိုဖမ်းဖို့ကြံနေတာလဲလို့မေးလိုက်တဲ့အခါမှာတော့ကိုဘီကဖိမ့်မိတ်တောင်းအောင်ကြောက်နေပါပြီပြီးတော့အယ်ဗီတာကလူဖီကိုကြည့်ပြီးမင်းကဘသူလဲကြည့်ရတာကျေးစားဆိုလို့တော့မဟုတ်တော့ပါဘူးလို့မေးပြီးကိုဘီကိုလည်းဒီကဘာပေါ်မှာဘသူကအလှဆုံးလဲလို့မေးလိုက်တဲ့အချိန်မှာလူဖီကဟဲ့အောင်ကိုဘီဒီရုပ်ဆိုးဆိုးဖတ်ဒီမှကြီးကဘသူလဲလို့မေးလိုက်ပါလိလူဖီစကားကြောင့်ဘီနာကဘင်းနယ်သမားတွေကပါပါဇက်အဟောင်းသားနဲ့လန့်သွားကြပြီးအယ်ဗီတာဒေါသကိုတီးသွားတာမို့လန့်သွားကြပါလိ ။တကယ်လည်းအဗီရာကလူဖီကိုစပီရန်မူနေတာကြောင့်လူဖီကသူ့ရဲ့ခက်ပြော့ပြော့တငယ်ချင်းတစ်ကိုဘီကိုဆွဲခေါ်ကဂုံးပတ်ပေါ်ကိုတက်ခဲ့ပါရီ။တယောက်ချင်းစီဆိုရင်အေးအေးဆေးဆေးတိုက်နိုင်တဲ့လူဖီကိုအလုံးရင်းနဲ့ဝေမိတိုက်ခိုက်တဲ့အချိန်မှာလူဖီကသူ့ရဲ့အစွမ်းစာကိုစပီထုတ်သုံးရပါရီ။တိုင်လုံးကိုကြိုက်ပြီးလက်တံအရှိကြီးထုတ်လိုက်တဲ့လူဖီကိုကိုဘီကမင်းကဘာကောင်ကြီးလဲလို့မေးလိုက်ပါလေလူဖီကအေးအေးဆေးဆေးနဲ့ပဲငါကရာဘာလူသားလေလို့ပြောလိုက်တာကြောင့်အေဗီတာကမင်းကနတ်ဆိုးတစ်တီကိုစားထားတာလားလို့မေးပါလေ လူဗီကလည်းသူကနတ်ဆိုးတစ်တီတွေကမှရာဘာတစ်တီကိုစားထားကြောင်းဝန်ခံလိုက်တဲ့အခါအဲ့ရဝင်ပုံမျိုးလိုမျိုးသဘောထားတဲ့နတ်ဆိုးတစ်တီတွေကတကယ်ရှိနေကြောင်းကိုအေဗီတာရိပ်မိလိုက်ပါတယ်။ပြီးတော့ပင်လယ်ဓားပြလှုပ်ချင်နေတဲ့လူဗီကလည်းသူဟာဒီနေ့မှပင်လယ်ဓားပြရင်ဖျက်အောင်လုပ်ဖို့ကြံရွယ်ထားပြီးသူ့ရဲ့အဖွဲ့ဝင်တွေကိုလည်းတေးရှားရှားမယ်လို့ပြောခဲ့ပါတယ်။အေဗီတာကဒါဆိုမင်းနဲ့ငါနဲ့ကရန်သူတွေပဲလို့ပြောနေတော့ဘီနာကရက်ကြည့်နေတဲ့ကိုဘီကလူဖီရဲ့စကားတွေကိုပြန်ကြားပြီးအေဗီတာကိုတသက်လုံးမပြောရဲတဲ့အယုတ်ဆိုးဆိုးဖတ်ပြီးမှကြည့်လို့ဩပြောလိုက်ပါရည် လူဗီကလည်းသူ့ရဲ့ rubber ဆွဲနဲ့ Avira ကိုတမလိုက်ပြီးနောက်ဘီနာကရက်ကြည့်နေတဲ့သူတွေကိုကိုဘီကိုရေတက်ထဲဝင်မှုအတွက်ပြန်လှုပ်ပေးပါလို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီအချိန်ရေတက်ကသူတွေရောက်လာတာကြောင့်လူဗီကကိုဘီကို AC ကိုသွားဖို့ပြောပေမဲ့အဲ့ဒီအချိန်မှာဆိုငါကရေတက်ရဲမဖြစ်ပဲအဖမ်းခံရမှာပေါ့လို့ပြောကလူဗီနဲ့တူတူလိုက်ပါလာပါတယ်။လမ်းမှာတော့ကိုဘီက1 piece ကိုရှာကြရင် grand line ကိုဖျက်ရမှာဖြစ်ပြီးအဲ့ဒီနေရာကပင်လယ်တပြားတင်းကြိုင်းလိုနာမည်ကြီးနေရလို့သတိပေးပါရီလူဗီကတော့အဲ့ဒီနေရာကိုဖျက်ဖို့သူ့မှာအဖွဲ့ဝင်တဲ့တွေလိုအပ်တာကြောင့်ကြီးစားလူမကြီးဇိုရိုကိုခေါ်ခြင်းကြောင်းပြောပါရီ ကိုဘီကဇိုရိုကိုရေတပ်ကဖမ်းထားတဲ့အပြင်သူကမကောင်းဆိုးဝါးတကောင်ပဲလို့ပြောလိုက်တာကြောင့်လူဖီနဲ့ကိုဘီကရေတပ်စခန်းကိုသွားပြီးဇိုရိုကိုရှာဖို့ဆုံးဖြတ်လိုက်ပါတယ်။